ကဘာအန်နီရဲ့အများဆုံးပေါင်မုံဖုန်နီးကဘာပေါ်မှာအန်နီရဲ့အရှိဆုံးအစားတောက်လုပ်နီးကိုပြပါဆိုရင်တော့အခုမြင်နေရတဲ့မြင်ကွင်းကိုလက်ညှိုးထိုးပြရမှာပါမိရီတဝုံဝုံတောက်လောင်နေတဲ့ငရဲချင်းလုံးမြေတွင်ကြီးတဲ့ကိုလူတယောက်ကသူ့ရဲ့ခန္ဓာကိုယ်တစ်ပိုင်းလုံးကိုပြုတ်ဝင်လိုက်တာလူကြီးမင်းသားဒီမြင်ကွင်းကိုဘေးကနေမြင်လိုက်ရင်ဘာလုပ်နေတယ်လို့ထင်ပါသလဲကိုကိုကိုတေးချောင်းကြက်နေတာလားဒါမှမဟုတ်ကဘာကျော်ဖို့အတွက်အတန်းနဲ့ရင်းပြီးစတန်းလုပ်နေတာလားမာသွားပါမင်းသူကသူ့ရဲ့အသက်ထပ်တောင်ပူချေရတဲ့အရာတစ်ခုအတွက်ဒီအလုပ်ကိုလုပ်နေတာပါ အဲ့တော့ကတော့အာမေးနီးယားနိုင်ငံရဲ့အမျိုးသားရေးအမွေအနှစ်တစ်ခုဖြစ်တဲ့ Lavash ပေါင်းပေါင်းကိုဖုံနေတာပဲဖြစ်ပါရည်။ကြည့်လိုက်ရင် YouTube တယ်လို့ထင်ရပေမဲ့ဒီပေါင်းပေါင်းဖုံကြီးကနှစ်ထောင်ပေါင်းများစွာကြာရှည်ခဲ့တဲ့သူတို့ရဲ့အသက်သွေးကြောပါ။ဒီပေါင်းပေါင်းတစ်ချက်ရဖို့အတွက်သူတို့လုပ်ရတဲ့အရာတွေကလူကြီးမင်းသူ့ကိုပြန်ရဖို့အတွက်ဆိုဘာမဆိုလို့ရဲတယ်ဆိုတာနေတော့ဘယ်တူပါမလဲ။ဒီပေါင်းပေါင်းများလေးတွေကို Lavash လို့ခေါ်ပြီးသူရဲ့ထူးခြားချက်ကစက္ကူတွေရလို့ဘာလွှာနေတာပါဗျ။မြင်အောင်ပြောရရင်လက်တစ်ဖက်နဲ့ဂိုင်းလိုက်တာနဲ့လေထဲလွင့်သွားမလားထင်ရလောက်နူးညံ့ပါလွားပါသည် ဒါပေမဲ့သူ့ကိုတကယ်တမ်းကဘာကျော်စီတာကသူ့ကိုဖုတ်တယ်မိဖို့ပါအခုနောက်ကကျွန်တော်တို့မြင်လိုက်ရတဲ့ငရဲချင်းလိုမိဖို့ကြီးကိုတိုနီယာလို့ခေါ်ပါရီဒါဟာမြေကြီးတွေကိုနက်နက်ကျဉ်တူးပြီးတော့ရွှွန်းနဲ့အလွာလွာမှန်ထားတဲ့မြေဦးပုံစံမိဖို့ကြီးတွေပါအတွင်းထဲမှာထင်းမိကိုအရှိန်ကုန်ဖွင့်ပြီးအတွင်းညာတစ်ခုလုံးကိုမိခဲလို့နီးရဲနေတဲ့အထိအပူပေးထားပါရီပေါမုံဖုတ်သမားတွေကအကာသမားတယောက်လိုခန္ဓာကိုယ်ကိုအလိုက်တင်ဂိုင်းညွတ်ပြီးမိဟုံးဟုံးတောက်နေတဲ့မိဖို့နက်ကြီးတွေကိုလျှက်ရက်တစ်ပြက်အတွင်းမှောက်ဝင်ရပါရီ ပြီးတာနဲ့ပါလွာနေတဲ့ပါမုံပြားကိုမိဖို့ရဲ့အတွင်းနေရမှာဖွားကနေနေအောင်သွားကတ်ရပါသည်။မှာသွားလို့ကတော့အသားကျက်သွားမှသေးကြပါသည်။စက္ကန့်30ကနေ10မိနစ်အတွင်းမှာပဲအဲ့ဒီပါမုံကကျက်သွားပြီးတော့မွေးချိုင်နဲ့လာဘက်ပါမုံတစ်ချက်ဖြစ်လာပါတော့သည်။ဒီနေရာမှာမေးစရာတစ်ခုရှိတာကဒီလောက်ပြင်းတဲ့မိဖို့နေရမှာလက်နဲ့ဘယ်လိုသွားကတ်နိုင်တာလဲ။တို့မှာစူပါပါဝါတွေများရှိနေလို့လား။တကယ်တော့တို့မှာလှည့်ဝှက်ချက်ရှိပါသည်။အဲ့ဒါကတော့ဘာတက်လို့ခေါ်ရဲခေါင်းအုံးအသေးစားလေးလိုကြိယာတစ်ခုပါပဲ။ ပါလွားနေတဲ့ပေါမုံပြားကိုအဲ့ဒီအပေါ်မှာအရင်ဖြတ်နေပြီးမှမီးဖို့နေရန်ကိုအားနဲ့ပြစ်ကလိုက်တာပါဒီနီလန်းချောင်းပေါမုံကမီးဖို့နေရန်မှာညင်ညင်ညာညာကတ်သွားသလိုသူရဲ့လက်တွေကလည်းငရဲမီးလိုပူလောင်တဲ့အပူရန်ကိုတိုက်ရိုက်မထီတော့ပါဘူးဒါဟာသူရဲ့ယုံကြည်မှုရှိရှိနဲ့မီးချင်းတွေကိုနေတိုင်းဆင်းနိုင်ရတဲ့အဓိကတော့ချက်ပါပြီဒါပေမဲ့ဒီထက်ပိုပြီးလေးစားစရာကောင်းတာချမ်းပါသေးတယ်ရှေးမူလာတိုင်းထင်းမီးကိုတုံးပြီးမီးတော့မီးလျံနေတောင်းလောင်နေတဲ့တိုနီယာအစစ်အမှန်တွေမှာဖုတ်တဲ့အခါမှာတော့နောက်ထပ်ပေါမုံဖုတ်ပညာရှင်တမျိုးကိုတင်တွေ့ရပါလိမ့်မယ် သူတို့ကတော့အတွေ့အကြုံရင်ကျက်တဲ့အဖွာအိုတွေပါပဲသူတို့ကတော့ခုနကပြောတဲ့ဘတ်တက်တွေကိုပိုကြီးပြီးတော့ပိုကာဝင်နိုင်တဲ့လမ်းရည်ကြီးတွေလိုအသုံးပြုပြီးဒီအလုပ်ကိုကျွမ်းကျင်စွာလုပ်ကိုင်ကြပါသည်သူတို့ရဲ့မျက်နှာပေါ်ကအရေးအကြောင်းတွေကဒီအလုပ်ရဲ့အန္တရာယ်ကိုတတ်သိပြနေတယ်လို့ပါပဲဒါဟာစာအုပ်ထဲမှာမရှိတဲ့မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်လက်ဆင့်ကမ်းလာတွေတံမိုးဖြတ်မရတဲ့အမွေအနှစ်တခုပါလာဘက်ပေါမုံပြုလုပ်တဲ့ဒီရင်ကျေးမှုဟာအာမေးနီးယားလူမျိုးတွေအတွက်အစားအစာတစ်ခုထက်အများကြီးပိုပါသည် ဒါဟာမိသားစုတွေတငယ်ချင်းတွေစုစည်းပြီးအတူတကွပါဝင်လှုပ်ဆောင်ကြတဲ့လူမှုရေးခန်းနာတစ်ခုလိုပါပဲသူရဲ့အရေးပါမှုနဲ့တန်ဖိုးကြီးမောင်းမှုကြောင့် UNESCO က Labash ကိုထိတွေ့ကင်တွယ်လို့မရတဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ်2014ခုနှစ်မှာတရားဝင်အသိအမှတ်ပြုခဲ့ပါရီကဲဘယ်လိုလဲရိုးရှင်းတဲ့ပေါမိုးတစ်ချက်ရဲ့နောက်ကွယ်မှာအသက်ကိုယင်းမိဖန်တီးထားတဲ့အတိတ်ဝယ်ပြေးွားတဲ့ဇာလံတစ်ပုဒ်ရှိနေမယ်လို့လူကြီးမင်းထင်ထားမိပါသလား တင်ရောဒီလိုမျိုးအတန်းနဲ့ရင်ပြီးတော့မှရလာတဲ့အစားအစာမျိုးတွေကိုကြားပူတာရှိရင်ကျွန်တော်တို့ကဂေါမန့်မှာမျှဝေပေးခဲ့ပါဦးဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ကမ္ဘာတစ်လွှာကအကြောင်းအရာတွေကို Separate ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့အတွက်လည်းမမေ့ပါနဲ့ဗျာ